ဂန္ဓာအထာနိုင်ပွဲ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးအနေချူသွားရပြကျွန်တော်ကိုခက်မှာ Arsenal နဲ့ Crystal Palace တို့ရဲ့ပွဲပြီးသုံးသက်ချက် full time review လုပ်ပေးသွားကြပါတယ် full time review ဆိုရင်မဲရှရှိဝေးတွေလည်းပြောနေစရာမလိုဘူးဒီလိုနိုင်ပွဲမျိုးက Arsenal ရဲ့အထာပဲကျွန်တော်တို့ပွဲမတိုင်ခင် Arsenal ဘလို့နိုင်နိုင်နဲ့ကြိုတင်တွက်ချက်ခဲ့တယ် ကျွန်တော်တယောက်တည်းလည်းတည်တာမဟုတ်ဘူးတကဘာလုံးလည်းတည်တယ်အာစနယ်ပရိသတ်တိုင်းလည်းတည်တယ်အာရီဒီသူတို့ရဲ့ခံစစ်တတိုင်းကို လုံခြုံတဲ့အတွက်ကြောင့်တကိုးသွင်းသွင်းမယ်နှစ်ကိုးသွင်းသွင်းမယ်လုံအောင်ကျော်ပေးရရင်တကိုးပဲဒါပေမဲ့တကိုးသွင်းပြီးပြီဆိုရင်လည်းအဲ့ဒီတကိုးတဲ့နဲ့အနိုင်သေးကြအောင်ထိန်းကစားနိုင်တဲ့သူတို့မှာစစ်တက်ကြီးရှိတယ်အဲ့ဒီနောက်တန်းစုဖွဲ့မှုကြီးကဒုနဲ့ဒေးနဲ့ကြောက်စရာကြီးအဲ့တော့ကျွန်တော်မြဲပြောနေကြစီကား အာစနယ်တကူကတော့တေးကြတယ်အဲ့တကူကသူပြန်ပြီးတော့ပေးချင်မှလည်းပေးရလိမ့်မယ်အရန်တစ်ဖက်အတင်းကကောင်းမှသာလျှင် ပွဲတစ်ပွဲရဲ့အခြေအနေကို ပြောင်းလဲနိုင်တဲ့ကစားသမားတွေရှိမှသာလျှင်အာစနယ်ကိုဂိုးသွင်းသွင်းလိမ့်မယ်တာမန်အခြေအနေမျိုးကောင်းရင်တော့အာစနယ်ရဲ့ခံစစ်တိုင်းကိုဂိုးသွင်းဖို့မလွယ်ဘူးဘယ်သူ့ပဲပုံကစားတယ်ဘယ်သူ့ပဲဝါအထူးတလဲကြီးဗျကျွန်တော်ပြောမနေတော့ဘူး strong ပြိုင်ဘက် Crystal Palace အကြောင်းကျွန်တော်အရင်စပြီးတော့ပြောခြင်းတယ် Palace နီးပြ Glasner သည် Arsenal ကိုအကောင်းဆုံးယဉ်ဆိုင်ကစားသွားခဲ့တာပါ Palace ရဲ့ခံစစ်တတိုင်းက Arsenal နီးတူပုံမှန်အားဖြင့်ဆိုရင်တော်တော်လေးကြစ်လက်တောင့်တင်းတဲ့ခံစစ်တတိုင်းဖြစ်ပါတယ် Lacrosse McGuihi Chris Richards တုံးယောက်လုံးသည်အရာမောင်းအားဖြင့်ကောင်းတယ်လို့အမြင်ပေါ်ရှင်းထုတ်မှုလည်းကောင်းတယ်။တနည်းအားဖြင့် Arsenal ရဲ့အမြင်ပေါ်ရှင်းထုတ်မှုတွေကိုအကောင်းဆုံး တံပြန်ရှင်းထုတ်နိုင်တဲ့ကစားသမား၃ယောက်ဒီ၃ယောက်ကိုအဂျန်မွာတန်နဲ့ဒိုင်ချီကမာရိုတို့၂ယောက် ပေါင်းထားတဲ့ရှေ့ပြေးနောက်ခံလူတွေဒါကွင်းလေအဖြတ်ကစားသမားတွေကိုရှေ့ပြေးနောက်ခံလူတွေလို့ပဲကျွန်တော်သုံးလိုက်မယ်ဗျာအဲ့ဒီကစားသမား၂ယောက် ਨੇ ပေါင်းလိုက်တဲ့အချိန်မှာ between the lines တိဒါကျွန်တော်အမြဲပြောနေကြစကား between the lines ကနေရာတို့မှာရှိတယ်ကိုယ်အသင်းရဲ့ defensive တက်နဲ့ middle တက်ကြားထဲမှာလည်း between the lines ရှိတယ် ကိုယ့်အသင်းရဲ့အတကင်တက်နဲ့ middle third ကြားထဲမှာလည်း defensive line ရှိတယ်။အဲပြိုင်ဘက်ကပြန်ကြည့်ရင်တော့ပြိုင်ဘက်ရဲ့ defensive တက်နဲ့ middle third ကြားထဲမှာ between the lines ရှိတယ်။အဲ့နေရာတွေကို between the lines လို့ခေါ်တာဒီနေရာတွေကဂိုးရဖို့အတွက်အားကောင်းဆုံးနေရာတွေဖြစ်တယ်။ vertical line horizontal line အဲ့ဒီ line တွေမှာ half space ရှိတယ်အဲ့ between the lines တွေရှိတယ်။ဒီနေရာတွေကနေ Arsenal တင်းဒီဂိုးရဖို့အတွက်စူးစားအားထုတ်မှု ပြုလို့မရအောင်ဂလတ်နာအကောင်းဆုံးကစားသွားခဲ့တာဖြစ်ပါတယ် ဒါပြင်မူနော့ခ်နဲ့တစ်ဖက်ကကျွန်တော်မစ်ချယ်တို့ရဲ့ရှေ့ထိတက်ပြီးတော့တိုက်စစ်ဆင်မှုတွေကလည်းအာယုံစိုက်ချင်စရာကောင်းခဲ့တယ်လို့မာတီတာအမြင်ပေါ်ကင်တွယ်ဖြည့်ရှင်းမှုအရန်ကောင်းတဲ့တိုက်စစ်မှုသူရဲ့နောက်မှာအစ်မီလာဆာလို့ပီနိုတို့လိုကစားသမားမျိုးတွေရှိနေတယ်ဒါပေမဲ့ပီနိုကတော့ဒီနေ့ပွဲစဉ်အဲ့လောက်ထိခြေစွမ်းတော့မပြနိုင်ခဲ့ဘူးတိုးတော့အစ်မီလာဆာကတော့အမြဲတမ်းလို့ဒိန်ဂျာကစားသမားပြောချင်တာ တံပြန်ဒုက္ခပေးဖို့အသင့်ရှိနေတဲ့အစုအဖွဲ့တစ်ခုကိုအာစနယ်အသင်းသည်ကြစ်ကြစ်လက်လက်နဲ့အကောင်းဆုံး ကစားသွားခဲ့တယ်။တတိတစ်ချက်လွတ်လို့မရအောင်တော့တတိတစ်ချက်လွတ်တာနဲ့မာတီတာလိုပလေယာမျိုးဘလောက်ထိအနေရများတယ်လဲ။နောက်ဆုံးချိန်ခါမှာတော့အဲ့ဒီအနိုင်သုံးမှတ်သွင်းကိုတကိုးကိုရအောင်ပုံဖော်ပြီးတော့တိုက်ဆောင်သွားနိုင်ခဲ့တယ်။ဆိုတော့ဒီနိုင်ပွဲဟာအာစနယ်အတွက် benefits တွေအများကြီးရတယ်မြန်မာလိုပြောရမယ်ဆိုရင်အကျိုးအမြတ်များစွာရခဲ့တယ်ပေးကိုတကူမပေးခဲ့ရဘူးဒီနိုင်ပွဲကြောင့် Arsenal တင်းသည် Premier League ပွဲပေါင်း900နိုင်ပွဲ ပြည့်မြောက်ခဲ့ပါတယ်အဖိုးအတန်ဆုံးအကျိုးအမြတ်အရှိဆုံးအချက်ကတော့ Arsenal ကိုအနီးကပ်ဆုံး PR ပေးနေတဲ့ Man City ရှုံးပွဲကြုံတွေ့သွားခဲ့ပါတယ်ဒါမမျော်လင့်တဲ့ရှုံးပွဲတစ်ပွဲပေါ့နော်အဲ့တော့ကြောင့် အာစတန်အသင်းကိုဒီနှစ်ဘောလုံးရသည်တိုက်တယ်ရေးစင်းမှာပြိုင်နိုင်မယ်ထင်တဲ့အသင်းနှစ်သင်းလုံးသည်ရာသီအစပွဲစဉ်၈ပွဲ၉ပွဲလောက်မှာကတည်းကအဆင်သိပ်ပြီးတော့မပြေတော့ဘူးအနေငယ်တော့စောနေပါသေးတယ်သုံးပုံပုံတပုံလောက်တော့မရှိသေးတဲ့အတွက်ကြောင့်တော့ဒီနှစ်ရာသီကအာအီးဝင်နာဘာညာပြောဖို့ကတော့စောရယ်ပေါ့နော်ဒါပေမဲ့တာထွက်တော်တော်ကောင်းသွားတာတော့သေချာပြီပြီးခဲ့တဲ့ဘောလုံးရာသီတွေကလည်းမတူတဲ့အချက်က အာစနယ်တာထွက်ကောင်းပင်မဲ့သူတို့ရဲ့ကစားသမားစုဖွဲ့မှုစီးရင်အပြိုင်ဘက်တရဲ့အင်အားတောင့်တင်းမှုအရအာစနယ်က300သည်ဇက်တိုက်လောက်အလဲလဲအကွယ်ပြဲပြဲနဲ့ဒုတိယနေရာမှာပဲရခဲ့တယ်ဒီနေ့ရာဒီမှာကျတော့အဲ့ဒီအားနေချက်တွေတည်တဲ့အတွက်ကြောင့်သူတို့ prepare လုပ်ထားတာတွေအများကြီးပဲကစားသမားစုဖွဲ့မှုအရအင်ကပြဲယူထည့်လိုက်တယ်ဗျာလုံးဝအငြိမ့်တဲဆော့ပလိုက်တယ်ဒါဒီအာစနယ်တောင့်တင်းတဲ့လူစည်းစုဖွဲ့မှုကိုပြနေတာပဲဒါအပြင် ပြိုင်ဘက်အသင်းတွေကလည်းအထလေးတဲ့အသင်းက၄တယ်လီဗာပူးကတော့အထလေးတယ်လို့ပဲကျွန်တော်ထင်တယ်မန်စီးတီးကတော့အရင်မယုံပါသေးဘူးကျန်တဲ့ Chelsea တို့ United တို့ဆိုတာတိုက်တဲ့ racing အတွက်မထည့်ထားလို့ရတယ်လို့တော့ကျွန်တော်ထင်တယ်ဗျာเนาะအဲ့တော့ Arsenal ဒီအားကောင်းမောင်းတန်အခြေအနေမျိုးနဲ့ဒီနိုင်ပွဲကို နိုင်သွားတာပါဆိုတော့ Arsenal ဒီပြိုင်ဘက်အသင်းရဲ့ကစားပုံအခြေအနေပွဲချိန်အခြေအနေကိုအမြဲတမ်းလိုလိုဖတ်ပြီးကစားကွက်ပုံပြောင်းတတ်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်ပထမပိုင်းနဲ့ မိနစ်80ရှေ့ပိုင်းထားပါတော့မိနစ်80ရှေ့ပိုင်းလို့ပဲထားလိုက်ပါတော့ဗျာပထမပိုင်းလဲပါသွားပြီပေါ့အဲ့ဒီအချိန်ကာလမှာအာစတန်တင်းရဲ့တချို့ numerical တွေကခန်းစစ်ကစားနေတဲ့ crystal palace တက်အများကြီးတာတယ်တွတ်တော့သူတို့တကူတွင်းပြီးလိုက်တဲ့အချိန်ထိမ့်တင်းထိမ့်ရတော့မယ်ဆိုတဲ့အချိန်ကာရောက်သွားတာ ਨੇ အော်တိုခန်းစစ်ကိုဦးစားပေးတဲ့ပုံစံမျိုးပြောင်းလဲသွားပါတယ်အဲ့အတွက်ကြောင့် အင်ကပီယဲရိုဝင်လာတဲ့အချိန်မှာ အာစတန်တင်းရဲ့ခဲစစ်ကစားပုံကတံတန်တရုတ်ပို့ပြီးတော့ပေါ်လွင်သွားခဲ့တဲ့ဂိုးမပေးရဖို့အတွက် ဥတည်ပြီးတော့ကစားသွားတယ်မိနစ်85-80ဆွဆွနောက်ပိုင်းနေမှာခရစ်စတယ်ပဲလစ်ရဲ့ဘောပိုဇီရှင်အတောင်ပို့ပြီးအတားရလာခဲ့တယ်ဒါပေမဲ့ဒီအချိန်မှာအာစတန်ရဲ့ဟိုဘောပိုဇီရှင် numerical advantages တွေကမလိုတော့ဘူးလीသူတို့လက်ထဲမှာအနိုင်သုံးမှတ်ကရဖို့အတွက် 10မိနစ်15မိနစ်လောက်ပဲလူရောတဲ့အချိန်ကာလမှာတော့ဂိုးမပေးရဖို့အတွက်ပဲဦးတည်ပြီးတော့ကစားသွားခဲ့တယ်။အဲ့တော့အာစနယ်အသင်းရဲ့တည်လိုက်တဲ့ပုံတံတန်းဒီမှာအကွင်းလယ်မှာမာတင်စူပေမန်တွေကတော့အမြဲတမ်းလိုလိုအခေအကျတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။အဲ့လိုမျိုးဟန်ချက်ထိန်းနိုင်တဲ့ကစားသမားတစ်ယောက်ရှိနေတာကလည်းအာစနယ်အသင်းတို့ကဘယ်နည်းပြူဟာပိုင်းကစားကစားအတာချက်ဖြစ်စေတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာနီးမျိုးစုံပဲစော့တာကတော့ Leandro Trauzat Wing ဒီ touch line နေရာနေတောက်လျှောက်ဆွဲပြေးပြီးတော့ cross ball တွေတောက်လျှောက်တင်တယ် liantro trouser ကတကယ်ကိုငမွေတို့ခွန်အားအပြည့်နဲ့တောက်လျှောက်ကစားနိုင်တယ် trouser ဒီနေ့ပွဲတော်တော်ကောင်းတယ်စာကာတောင်မှအဲ့တလောက်မဟုတ်ဘူးဒီနေ့ပွဲမှာနောက်ထပ်ချီကျူးအောင် video guest လို့ player မျိုးသူတိုးနေယုံနေတဲ့အတွက်ကြောင့်ကိုကို teammates တွေအတွက်နေရာလွတ်တွေမြမြစာရစေတယ်အော်ပြောချင်တာ arsenal view ဘိုင်းရဲ့ဘယ်တော့ဘယ်ပုံကစားနေတယ်ဒီလိုပုံစံ formula ကြီး format ကြီးနဲ့ကစားနေတယ်သွားမပြောနဲ့ အချိန်နဲ့အချိန်ခါကိုလိုက်ပါစီမျောပြီးတော့ရွေရှားကစားစေတဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ်အဲ့တော့အာစနယ်ဒီပြန်ဘက်အသင်းကဘနက်လိုင်းစ်တွေမှာကြက်အောင်ကစားနေတယ်အဒီဖန်စစ်တက်တွေထဲမှာလိုးဘလော့ကစားနေတယ်ဆိုတော့ဟန်မျိုးတွေကိုအကောင်းဆုံးရိတ်စားမိတဲ့အတွက်ကြောင့်သူတို့အာတန်နဲ့အမြင်ဘောတွေနဲ့ပဲကစားသွားခဲ့တယ်ကိုရသွားတဲ့အချိန်တွေကိုကြည့်မယ်ဆိုရင်လည်းဒါအာစနယ်အသင်းပိုင်နိုင်လုံးလာတဲ့ကိုရဖို့မျိုးပါဒီအမြင်ဘောကနေပြန်ကြလာတဲ့အချိန်တွေမှာ ဂေဘရီယယ်မာဂါဟိစ်ခေါင်းတိုက်တယ်ပြန်မဲ့နောက်ခံကစားသမားနဲ့ရှုပ်ချက်ခက်ပြီးပြန်ချလာတာနေအဇေးကမြေမကျပေါ်ကွန်ဖူကင်းနဲ့ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဒီလိုဘောလုံးမျိုးတွေကတကူးလဲမဟုတ်နှစ်ကူးလဲမဟုတ်ဘောနော်လွယ်လားဆိုတော့မလွယ်ဘူးဗျနားလည်မှုရှိဖို့တော့လိုတယ်အမြင်ပေါ်တိုင်းအသင်းတိုင်းရောက်ဂိုးသွင်းနေနိုင်ရင်တော့ပွဲစဉ်တိုင်းကဂိုးပေါ်တွေကြီးပဲဖြစ်နေတော့မှာပေါ့နော် ထားပါအဲ့တော့အာစတယ်သည် ရိုးရှင်းလာတဲ့ကစားပုံတစ်ခုနဲ့အဖိုးတန်လာတဲ့အနိုင်သုံးမှတ်ကိုရရှိသွားခဲ့ပါတယ်။မနက်ဖြန်ရောက်ရင်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးထုတ်သွင်းသက်ဆွေးနွေးပေးသွားပါအောင်မယ်ခင်ဗျ။အခုတော့ခဏတာနှုတ်ဆက်ပါရစေ။ကျေးဇူးများအိတ်တင်ပါတယ်။